ရန်ကုန်မြို့ရှိမြေချောင်းတွေမှာပြေးဆွဲမဲ့ဝါတာတက်စီလုပ်ကင်ခွင့်ရရှိတဲ့ကုမ္ပဏီများကိုလာမယ့်ရသက်တပတ်အတွင်းမှာဆုံးဖြတ်ဖို့စီစဉ်ထားတယ်လို့ရန်ကုန်တိုင်းဒေသကြီးအများပြည်သူတည်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့အတွင်းရေးမှူးဒေါက်တာမောင်အောင်ကပြောပါတယ်။ရန်ကုန်မြို့ရဲ့ရင်ကျော်ကျတဲ့မှုကိုဖြေလျှော့နိုင်ဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ရန်ကုန်တိုင်းဒေသကြီးအများပြည်သူတည်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့တို့ကဝါတာတက်စီအစီအစဉ်ကိုရန်ကုန်မြို့ရှိလှိုင်မြင့်ငမိုးရိပ်ချောင်းအစရှိတဲ့နေရာတွေမှာပြေးဆွဲဖို့အတွက်စီစဉ် ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုဝါဒတက်စီတွေပြေးဆွဲနိုင်ဖို့ပုပ်ကလိကကုမ္ပဏီတွေကို2016ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကစတင်ပြီးတော့တင်ဒါခေါ်ယူခဲ့ပါတယ်။2016ဒီဇင်ဘာလ26ရက်နေ့မှာတော့တင်ဒါပိတ်ခဲ့ပြီးတင်ဒါပိတ်ရဲ့အထိတင်ဒါတင်သွင်းလာတဲ့ကုမ္ပဏီနှစ်ခုသာရှိခဲ့ကတင်တင်မြန်မာကုမ္ပဏီလီမိတက်နဲ့ Golden Palace Company Limited တို့ဖြစ်တယ်လို့သိရပါတယ်။ဒီကုမ္ပဏီနှစ်ခုကိုလာမယ့်အပတ်တွင်မှစီစစ်ရွေးချယ်သွားမယ်အကြောင်းကိုရန်ကုန်တိုင်းဒေသကြီးအများပြည်သူသက်ယူဖို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ကအတွေ့ ွင်းရင်းမှုဒေါက်တာမောင်ကအခုလိုပြောပါတယ်။ဝါတာတက်စီကဆရာတို့ကခေါ်ထားပြီးပြီခေါ်ထားတယ်မှာဆရာတို့ကပေါ့တင်နာကိုဆောက်ထားတဲ့လူကကုမ္ပဏီကိုရှိတယ်။အဲ့ကုမ္ပဏီကိုဆရာတို့ကဒီပတ်ထက်မှာတော့ဆရာတို့ကတိုက်ဝင်းမှာပေါ့နော်ပြတဲ့ခါမှာပြရမလားမသိဘူး။ဒါပေမဲ့နှစ်ခုစလုံးရရတယ်ဖြစ်နိုင်တယ်။အားကြောင့်လို့အဲ့လိုပြောရတဲ့ဆိုရင်လမ်းကြောင်းကနှစ်ကြောင်းရှိတော့လေ။ဒါသူ့ပေါ်မူတည်တာပေါ့နော်။အမှလမ်းကြောင်းနှစ်ကြောင်းလို့ပြောတဲ့ခါမှာဒီဆရာတို့ကဒီကငမိုးကြီးချောင်းကတော့ ့သူ့ရဲ့ဟိုတင်မောဆိုင်နည်းနည်းငယ်ပဲဟိုတင်းနေနဲ့ဥရရနည်းနည်းနည်းမယ်ဘုဘကတော့ဟိုနည်းနည်းဟိုမြစ်ဖြစ်တဲ့အတွက်ဒါကတော့ကြီးတဲ့ဥရလည်းနည်းနည်းဟိုများမယ်ကားတင်မောရဲ့ဆိုင်ကလည်းနည်းနည်းကြီးမှာဆိုတော့ဒါလုံကကုမ္ပဏီတစ်ခုတည်းအနေပြီးတော့ဟိုဆက်ကျင်လာတစ်ခုစလုံးလည်းရသွားနိုင်တယ်ဒါမှမဟုတ်လည်းတစ်ခုစီလည်းချက်သွားနိုင်တယ်ဆရာတို့ကတော့ဒါလည်းအမြန်ဆုံးအောက်ဆက်ပုံမှာဖြစ်ပါတယ်တင်နာရွေးပြတာနဲ့သူကပိုင်းတော့စာပြီးရောသူ့ဟာကိုခါလဲတော့မှာ လုံမှန်ဆိုတော့တော့ဒါကတော့သူ့ရဲ့ချို့ကတော့ဆရာတို့ညွှန်မှန်းထားတာတော့သူ့ကသင်းမောနယ်တွေရှိတယ်ချို့တိုင်းဟိုတန်ခါးတင်းမောပေါ့နော်အဲ့ဒါကိုတော့တွင်းလာပြီးတော့မယ်ဆိုရင်ဒါတော့အမြန်ဆုံးကောင်းတယ်ပေါ့တော့သင်းမောဆောက်မယ်ဆိုရင်လည်းသူကအနည်းဆုံး55ရက်လောက်ကြာတယ်လို့ပြောတယ်ဒါလည်းဟာဖြစ်တော့လေဒါကတော့အဲ့လိုအားလည်းရှိတော့အဲ့ဒါကဆရာတို့ပေါ်မှုတွေလေဒါဆရာတို့ကအမြန်ဆုံးကောင်းတယ်ပေါ့နော်အဲ့ဒါကတော့ဆရာတို့ရဲ့ခက်ကြီးတရားကိုတိုင်းနိုင်ပြီးတော့ဝန်ဆောင်မှုအများကြီးပေးတဲ့လူရမှာနော်အဲ့ဒါကြောင့် ဆရာတို့ထင်တယ်ဒါတော့ဒီနေ့မှပဲဆရာတို့ဆက်ပြီးပြောမှဖြစ်မှာဝါဒတက်စီပြည့်စွက်ရမှာစိုက်ကတ်မဲ့စိတ်ကန်းတွေအပြင်ရန်ကုန်မြို့တခြားလှိုင်းသာယာကနေပန်းစိုးရန်ခရီးစဉ်အတွက်စိတ်ကန်းနှစ်ခုငမိုးရိတ်ချောင်းတခြားစိတ်ကန်း၁၁ခုတို့ကိုတတ်မှတ်ထားရလို့သိရပါဗျာ